ဈေးထဲမှာမယန်းသီးတွေလည်းပေါနေပြီဆိုတော့မယန်းသီးကြော်လေးလှုပ်ရှားมาပါမယန်းသီးကိုအရင်ဆုံးအလဲအစိထုတ်ပြီးတော့ပပလေးလေးထားပါတယ်ကျက်သွန်ဖြူနီကိုစီးတတ်ပါမယ်ကျက်သွန်ဖြူနီကြော်တွေကိုမှုေးလာသည်သည်စီးတတ်ပြီးတော့မှစိမ်းစားငပီလေးထည့်ပါတယ်ဒီစိမ်းစားငပီကတော့အမှန်နဲ့ထည့်တာပေါ့နော်အကယ်၍မယန်းသီးထည့်ပြီးဒီဒီချင်းနေသေးတယ်ဆိုရင်တော့စိမ်းစားငပီကိုကြော်ပြီးထပ်ထည့်ပေါ့နော်ဘယ်လိုချောက်ကိုလည်းအကောင်သေးလေးတွေတုံထားမလို့မကြိတ်တော့ပဲနဲ့ဒီတိုင်းနဲ့ထည့်တုံထားပါတယ်ပြီးရင်မယန်းသီးလိထားတာထည့်ပါမယ် ခဏလောက်မှွေပြီးပြီဆိုရင်အရသာအတွက်ကိုဓာတ်ရှိထဲပါတယ်။စားနဲ့ငံပြားရည်ကိုတော့အပေါ့ငံလို့ရဲဆိုမှထပ်လိုက်ပြီးမယ်ပေါ့နော်။စိမ်းစားပြီးကြောင်းခံသွားမှဆိုလို့ပါ။ပြီးရင်အရောင်လှအောင်လို့အရောင်တင်းမုံလေးနှစ်စုံလဲထည့်ပါတယ်။ဆက်ဆက်လေးကြိုက်လို့ပင်နံမီးမုံလဲထည့်ထားပါတယ်။ရည်လေးထည့်ပြီးတော့မယန်းသီးလေးနှူအောင်အဖုံးအုပ်ပြီးတော့တဲပါမယ်။ဒီလိုမယန်းသီးကြော်ရလေးပဲဟင်းလို့နောက်ပြီးတော့ပဲကြီးနဲ့စုပုတ်ချက်တာလို့ ਨੇ ဆိုရင်အရန်လိုက်ပါတယ်။အဲမယန်းသီးလေးနှူလောက်ပြီးတော့စီတန်လေးထွက်လာပြီဆိုရင်တော့ အငန်နဲ့နဲ့လို့လို့လေငံပြားကြီးလေးပောက်ထားပါတယ်။ပြီးတော့လေကဲအရန်ချင်နေတဲ့ထင်ရင်တော့ငပိဘူးပေါ့နော်။ကြော်ပြီးတော့မှထည့်လိုက်ပေါ့နော်။အဲ့ဒါဆိုရင်လည်းရပါတယ်။ဒါကတော့ငြူသီးစိမ်းကိုလေကြိုက်စားရတာကြိုက်လို့ငြူသီးစိမ်းလေးပါပေါ့။မွေးပိုလဲမွေးတာပေါ့နော်။ဒါလေးထည့်ထားပါတယ်။ပြီးတော့အဆက်နဲ့နဲ့လို့တဲ့ထင်လို့ပင်နံသီးကြောက်ကိုလည်းထပ်ထည့်ထားပါတယ်။ဒီလိုအပေါ့ငံအစင်ပြေပြီဆိုရင်တော့ချင်းချင်းဆက်ဆက်နဲ့အရသာရှိတဲ့မယန်သီးကြော်လေးတစ်ခွက်ရပါပြီ။